စိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တတိဆန်နေရဲ့သဘောဝမျိုးတွေကိုလည်းလူတွေရဲ့ထဲမှာသွားတွေ့နေရတယ်ပေါ့နော်ဒူးဒူးနိုင်ကျင့်နေဆိုတာတတိဆန်နေရဲ့သဘောဝတစ်ခုပဲ အဲ့ဒီတိရိစ္ဆာန်တွေရဲ့တဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေရတွေ့နေရတော့တကယ်လူသားစိတ်မှန်ပြီးတော့လူစိတ်တတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအားရှိအားမဲ့အားရှိတဲ့ပုဂ္ဂိုလ်ဟာအားမဲ့တဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုနိုင်ခြင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တာတဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ခြင်းတယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေစိတ်နေသဘောထားတွေဟာရှမယံခာအမျက်ဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ကလောကျန်းနေစိတ်ကျန်းနေစိတ်တက်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ချင်းနေတဲ့ဆိုတဲ့သဘောတွေဖရုတော် တဖက်သားကိုဒုက္ခရောက်အောင်လှုပ်ခြင်းနဲ့ပရံဥသေးတိဒါဟေတိတိဖရုသောဆိုတဖက်သားကိုစိတ်ဆင်းရောက်လှုပ်ခြင်းနဲ့လူစိတ်တယ်။တာဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်။လူတွေမှာအဲ့ဒီအနိုင်ကျင့်တယ်ဆိုရက်လောက်ရက်တွေဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်။အဲ့ဒီတွေ့နေတာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ အဲ့ဒါတွေဟာဖြစ်တဲ့သလားစဉ်းစားကြအောင်တန်လေးခတ်တုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုထဲမှာခြင်းစဉ်တစ်ခုနေကိုကိုကိုပြင်ဆင်ကြရမယ်